္ဂလာပါရှင်မတ်လ6ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရတချို့နားဆင်ရမှာပါတောင်ကိုရီးယားမှာတိုက်လေယာဉ်တွေကရွာတွေကိုပုံမှားကျဲမိလို့ဒဏ်ရာရသူတွေထဲမြန်မာနိုင်ငံသားလဲပါဝင်ခဲ့ပါတယ်ပျောက်ဆုံးနေတဲ့တိုက်လေယာဉ်ဟာပြက်ကျခဲ့တာလို့ဖိလစ်ပိုင်လေတပ်ကအတည်ပြုပါတယ်မြန်မာအပါဝင်ဒေသတွေနိုင်ငံတွေအတွက်ယူရို86တန်းကိုဥရောပကော်မရှင်ထောက်ပံ့မယ်လို့ပြောပါတယ်ဒီသတင်းတွေတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် လေ့ကျင့်ရေးအစီအစဉ်မှာတိုက်လေယာဉ်တွေကနေရာမှပြီးရွာတွေကိုဘုံးရှစ်လုံးကျဲချမိလို့မြန်မာနိုင်ငံသားတအုပ်အပါအဝင်အ ਨੇ ဆုံးလူ15ဦးဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ဒီနေ့မနက်ပိုင်းမြောက်ကိုရီးယားနယ်စပ်ကနေ25ကီလိုမီတာအကွာပိုချွန်မြို့မှာပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုအတွင်း KF-16 တိုက်လေယာဉ်နှစ်စီးကနေရာမှပြီးကျဲချမိခဲ့တာပါ။ MK82 အမျိုးအစားဗက်ဆောင်သုံးဘုံးတွေဟာ သတ်မှတ်ထားတဲ့ပြစ်ကွင်းနေရာရဲ့အပြင်ဘက်မှာကြာရောက်ပောက်ကွဲခဲ့တယ်လို့လေတက်ကအတည်ပြုပါတယ်အမားအယွင်းဖြစ်ပြီးဘုံတွေကျဲမိလို့အရက်သားတွေပါဒဏ်ရာရခဲ့တဲ့အပေါ်အထူးစိတ်မကောင်းဖြစ်ရကြောင်းအလုံးအမြန်ဆုံးသက်တာပြောက်ကင်းဖို့ဆန္ဒပြုပါကြောင်းလေတက်ကထုတ်ပြန်ပါတယ်။ MK82 တွေဟာ American ရဲ့ General Dynamics လုပ်ငန်းစုကထုတ်လုပ်ပြီးပြစ်မှတ်လမ်းညွှန်စနစ်မပါတဲ့ပေါင်900ဘုံတွေဖြစ်ပါတယ်။တောင်ကိုရီးယားအမျိုးသားမိသက်ဌာနက တိုက်လေရင်တွေကျဲချခဲ့တဲ့ဘုံတွေဟာစစ်ရေးလေ့ကျင့်မှုဇုံအနီးမှာရှိတဲ့ No Cook Ri ကျေးရွာထဲကြာရောက်ခဲ့တာလို့ပြောပါတယ်။အဲ့ဒီရွာကပိုချုံမြို့ရဲ့စင်ချေဖုံးဧရိယာမှာတည်ရှိတာပါ။ဒီဖြစ်စဉ်မှာဒဏ်ရာရသူ15ဦးရှိကြောင်းအဲ့ဒီတဲကောင်မှစစ်သား2ယောက်နဲ့အရသား6ယောက်ကိုတော့ဆေးရုံတင်ပို့ခဲ့ရကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ဒဏ်ရာပြင်းထန်သူအရသား4ဦးထဲမှာနိုင်ငံခြားသား2ဦးပါဝင်ပြီးအဲ့ဒီသူတွေကတော့ထိုင်းနဲ့မြန်မာနိုင်ငံသားတွေလို့သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဒီဖြစ်စဉ်ကိုတုံ့ပြန်ဖြေရှင်းကင်တွယ်ဖို့အတွက်ကော်မတီတစ်ခုဖွဲ့စည်းထားပြီးထိခိုက်မှုတွေအတွက်နင်နာချေပေးတာအပါအဝင်လိုအပ်တဲ့အစီအမံတွေကိုလှုပ်ဆောင်သွားမယ်လို့လေတက်ကကြေညာထားပါတယ်။မှောက်ရင်ဘုံကျဲတဲ့လေရင်တွေဟာတောင်ကိုရီးယားလေတက်နဲ့ကြီးတက်ပူးပေါင်းပြီးကြီးအစ်စ်တွေအသုံးပြုတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုမှာပါဝင်နေခဲ့တာဖြစ်ပါတယ်။ယွန်ဟပ်သတင်းဌာနကပိုချုံမြို့မှာတောင်ကိုရီးယားစစ်တပ်ကအမေရိကန်နဲ့ပါပူးပေါင်းပြီးစစ်ရေးလေ့ကျင့်မှုတွေကိုမတ်လ9ရက်နေ့မှာစတင်လှုပ်ဆောင်ခဲ့ကြောင်းဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့်လူတွေထိခိုက်ဒဏ်ရာရတာအပြင်ရွာတွေကဖျားကြောင်းနဲ့အိတ်နှလုံးလဲဘုံးတံကြောင်းထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်တုန်းကလည်းတောင်ကိုရီးယားရဲ့ဟွမ်မူနှစ်အမျိုးအစားတာတူပြစ်ဒုံးကျည်တစင်းကဂန်ဘောင်ဒေတာရဲ့စစ်တပ်ဂေါ့ဖ်ကွင်းတစ်ခုထဲမတော်တဆကျရောက်ခဲ့ပါတယ်။အဲ့ဒီတုန်းကမြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုကိုတုံ့ပြန်အင်အားပြတဲ့အနေနဲ့တောင်ကိုရီးယားကလည်းဒုံးကျည်တွေပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ကံအားလျော်စွာပဲ golf queen ထဲကျခဲ့တဲ့ဒုံးကြီးကမပောက်ကွဲခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ပါဘူးရှင်။စစ်စင်ရေးတစ်ခုမှပျောက်ဆုံးသွားတဲ့တိုက်လေရင်ဟာပြက်ကျသွားခဲ့တာဖြစ်တယ်လို့ဆလပိုင်လေတပ်ကအတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။မတ်လ9ရက်နေ့မှာတော့နိုင်ငံတောင်ပိုင်းမှာရှိတဲ့တောင်ထူထက်ရာ area တစ်ခုမှာ FA50 တိုက်လေရင်အပြက်အစီးတွေနဲ့လေယာဉ်မိုး2ယောက်ရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ တောင်ကိုရီးယားလုံအပေါ်စားစူပါဆော့နိတ်တိုက်လေရင်ဟာနိုင်ငံတောင်ပိုင်းမှာရှိတဲ့မင်ဒါနာအိုပြည်နယ်မြောက်ပိုင်းမှာကွန်မြူနစ်သဘုံတွေကိုတိုက်ခိုက်တဲ့စစ်စင်ရေးအတွင်ပြက်ကျခဲ့တာလို့လေတပ်ကထုတ်ပြန်ပါတယ်။မတ်လ၄ရက်နေ့ကလေရင်ဟာဖိလစ်ပိုင်မြေပြင်တပ်တွေကိုလေကြောင်းပစ်ကူပေးတဲ့မစ်ရှင်အဖြစ်ပြန်တန်းရင်ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။လေရင်ပြက်ကျချိန်မှာလေရင်မိုးနှစ်ဦးစလုံးကလေတီးနဲ့ခုံမထွက်နိုင်ခဲ့ပဲ လေရင်ကိုယ်တွေထဲမှာပဲရှိနေခဲ့ကြောင်းအရှိမင်းဒါနာအိုဒေတာစစ်ဦးစီးဌာနချုပ်ရဲ့အကြီးအကဲကပြောပါရယ်လေရင်ကိုမီတာ2880မြင့်မာတဲ့ဖိလစ်ပိုင်ကပစ္စမအမြင့်ဆုံးတောင်ကာလန်တွန်ကန်ရဲ့တနေရာမှာရှာတွေ့ခဲ့တာပါလေရင်ပြက်ကျရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေစတင်နေပါပြီဒီတော့တွင်ဖိလစ်ပိုင်လေတပ်ဟာ SA50 တိုက်လေရင်တွေအားလုံးကိုပြန်တန်းခွင့်ယာယီဆိုင်ငံ့ထားမယ်လို့ကြေညာထားပါရယ်ရှင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့မှာကြီးမားတဲ့အကြက်အတဲတွေကြာရုန်းကန်နေရတဲ့လူအဖွဲ့အစည်းတွေဒေသရင်းနိုင်ငံတွေမှာရှိနေတဲ့ဒုက္ခသည်တွေသူတို့ကိုလက်ခံကူညီထားသူတွေအတွက်လူသားချင်းစာနာမှုရန်ပုံငွေယူရို86တန်းခွဲတန်းသတ်မှတ်ထောက်ပံ့သွားမယ်လို့ဥရောပကော်မရှင်ကကြေညာခဲ့ပါတယ်မတ်လ3ရက်နေ့ထုတ်ပြန်ချက်အရအဲ့ဒီငွေကြေးတွေကယူရို32.3တန်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်ရှိခိုးလုံနေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက်လို့ဥရောပကော်မရှင်ကသတ်မှတ်ထားတာတွေ့ရပါတယ် နောက်ထပ်ယူရို33တန်းကတော့လက်ရှိစည်ရေးပရိပခတွေကြောင့်ရုန်းကန်နေရတဲ့မြမလူအဖွဲ့အစည်းတွေအတွက်ဖြစ်ပြီးကျန်တဲ့ယူရို10.8တန်းကပြည်ပရောက်ဆစ်ဆောင်ဒုက္ခသည်တွေနဲ့သူတို့ကိုလက်ခံကူညီပေးနေတဲ့နိုင်ငံတွေအတွက်ပါဥရောပကော်မရှင်ရဲ့ကြိုတင်ပြင်ဆင်မှုနဲ့အကြက်အတဲစီမံခန့်ခွဲမှုကော်မရှင်နာကမတ်လ3ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ကိုတွားရောက်ခဲ့ပြီးကော့ပဇားမြို့မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ လူသားချင်းစာနာမှုကဏ္ဍအတွက်လက်တွဲအလုပ်လုပ်နေတဲ့ agency တွေ Bangladesh အရာရှိတွေနဲ့ပါတွေ့ဆုံခဲ့တာပါ။ဥရောပကော်မရှင်ကမြန်မာအတွက်ရာထားထောက်ပံ့မဲ့ယူရို33သန်းကစားနပ်ရိက္ခာအကူအညီအရေးပေါ်အာဟာရဖြစ်တင်ရေးစစ်ဆောင်တွေအတွက်နေရာထိုင်ခင်းလူအဖွဲ့အစည်းတွေအတွင်းတောက်သုံးရေတန့်ရရှိရေးနဲ့တခြားလိုအပ်ချက်တွေကိုကူညီပေးဖို့ရည်ရွယ်ထားတာပါ။အဲ့ဒီထဲမှာမြေမြုပ်မိုင်းဆိုင်ရာအသိပညာပေးမှုတွေတဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအစီအမံတွေလည်းပါဝင်ပါတယ်။ ။နောက်ပြီးထောက်ပံ့ခြေရန်ပုံငွေခွဲတန်းတွေထဲမှာတော့ယူရို3.5သန်းကိုအိန္ဒိယ၊အင်ဒိုနီးရှား၊မလေးရှားနဲ့ထိုင်းမှာရှိတဲ့ဒုက္ခသည်တွေသူတို့ကိုလက်ခံထားတဲ့အသက်အဝန်းတွေစီခွဲဝေပေးသွားမယ်လို့သိရပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့နားဆင်ကြရတာဖြစ်ပါတယ်ရှင်။